ဒီလိမ့်မပါပဲအဲ့လိုမျိုးမရှိပါဘူးအခါကကျနာပြဿနာရှာတယ်ပြမပြတာမရှာပါဘူးဒီကအဲ့လိုမျိုးကလေးဆိုးဆိုးတာညမပြတာမရှာဘူးဘာလို့ဒီဆိုးလိုက်ရင်လဲဒီဆိုးလိုက်ရင်လဲသူကလိုက်ချော့မဟုတ်ဘူးသူကပြန်ကောက်သွားတာလေသူပြန်လိုက်ချော့ ဲ့တော့နောက်ပိုင်းမှာအရင်မဆိုတော့နော်အဲအဲ့တခါတလေရှိရပါဘောနော်ဘာလို့ဆိုတော့ဆိုးတဲ့ချိန်ပေါ့ကြာကြရဲ့တခါကြရင်ကြော်လိုက်လို့ရပါမယ်မကြော်ချင်ဘူးဆိုးချင်တဲ့ချိန်တွေရှိရဲ့ရင်းကျက်ရမယ့်နေရာမှာမင်းချက်ပဲနဲ့ဆိုးတဲ့ချိန်ကြရင်တော့ပြောတော့ဗောနိအရင်အခုဒီကလေးဆက်နှုံးမလားပါညာလို့ပြောရဲအဲ့တော့အဲ့ဒါတွေကကျတော့တမင်တက် ပြောခံချင်လို့လို့ပုံမှန်ကတော့လိမ့်လိမ့်မမလေးပဲနေပါတယ်ဟာကျမချင်မောင်ကြီးရေဝေးပြပါလား မရှိတဲ့ပတ်စံလေးနဲ့ဘယ်လိုလုပ်ပြီးဖြစ်မှာလဲတရားလားအရင်တော့ကော့ကိုကြက်တာဝတ်တယ်အခုနောက်ပိုင်းတိုင်မင်းမျိုးဟုတ်တယ်ဒါဝရမလားဒီပန်လေးကဘယ်လိုထည့်ရမှာလဲဒီဒီအင်းကြီးဆိုလိုဝရမလားဆိုတော့โอเคဆိုဒီဝလိုက်ဘာလို့လဲဆိုတော့ဒီတစ်ခါကျဒီစိတ်တက်ဟာဝတ်သွားတယ်အဲ့မှာဓပုံရေးတာပြီးဖြစ်အပြင်ရောက်လာတာဖြစ်တယ်ဒီညမလောက်ဘူးဆိုသူပစက်ကပြောလိုက်ရင်ဒီကမူးကြပါတယ်တနေ့ကဟာမလောက်လိုက်တာမလောက်လိုက်တာအဲ့လိုဖြစ်သွားလို့နောက်ပိုင်းကျတော့အမျိုးတိုင်မင်းလိုက်တော့သူကလည်းโอเคဒီလည်းโอเคဒီလည်းလှတယ်ဆိုရင်အဲ့မှာပြီးပါအဲ့လိုမျိုး အာဒီပေါ့နော်ဒီမျက်စိစုတကွင်းကကားလေးမှာကျတော့ဒီကိုဒီအခုမြင်နေတဲ့ပုံစံလောကမဟုတ်ဘူးနော်ဒီတစ်ခါမှမနေဘူးတဲ့ပုံစံမျိုးနဲ့တွေ့ရမှာပါဟာနည်းနည်းယောက်ျားဆန်တယ်အဲ့လားလေးပဲပြောတော့မယ်အပ္ပမဆို series ဖြစ်တဲ့အတွက်ကြောင့်မလို့ပြင်ဆင်ရတာအကုန်လုံးပဲပေါ့နော်အစအဆုံးဒီလက်ရှိလုပ်နေတဲ့ career နဲ့မတူဘဲနဲ့ဒါအစ်စ်ဆိုတော့အကုန်လုံးပြင်ဆင်ထားရတယ်နောက်ပြီးတော့ script မှာလည်းဒီဒီလိုစကားပြောတဲ့အချိန်မှာမတောင်းဖြစ်မနေဘူးရေရွှေရှင်ကားရတဲ့အချိန်မှာလည်း ဒီလိုစကားပြောနေရင်လည်းမူးထိုင်နိုင်ဖို့ရဲ့အများကြီးပြင်ထပ်ပါတယ်ဟုတ်ဒီဒီကလေးကိုစပြီးတော့ဒီ series လေးကိုစပြီးရရမယ်ဆိုပြီးတည်ရတဲ့အချိန်မှာဒီကိုချာလီကသူ့ရဲ့ shoot တဲ့တိုင်းကိုခေါ်တယ်ပြီးတော့သူ့ရဲ့ script တွေအုပ်အုပ်လိုက်ပေါ့နော်ကို like ပြောတယ် like ဖတ်တယ်ပြီးတော့သူတို့ shoot တဲ့ရင်ရလို့ရှိရင်လည်းမျိုးမျိုးထိုင်ရတယ်မူးကိုဘယ်လိုမျိုးတင်ထားရလဲဘယ်ရှိမှမူးကိုချရလဲ monitor ကိုအမြဲတမ်းကြည့်တယ်စကားကိုဘယ်လိုပြောလဲအမျိုးလေးအမြင်နဲ့ပေါ့နော်တင်ဖြစ်ပါတယ်ဟုတ်အာစိတ်ရရှိရယ် ဒီဒီအนุဒီဒီအนุပညာအလုံးမှမဟုတ်ခြားပေရပြပြဒီမသိတဲ့ဟာလေသူအမြဲတင်ပြပေးတယ်အစိတ်လည်းရှိတယ်ဒီကားမောင်းတတကိုချလေးကြလေအခုဆိုအရန်ကြောင်းဝင်အဲ့လိုမျိုးတတိလေးရစာအကုန်တင်ပြဟုတ်ကားမောင်းတင်ပြတော့အမတ်တရားလေးကိုလေးရှိတယ်ကြောင်းပြပါကားမောင်းတင်တော့အမတ်တရားစင်ကောက်ဘာမှလည်းမပြောပဲတက်မောင်းပြီးတော့ဒါ break ဆိုအဲ့နင်းဆိုပြီးတော့စောင့်နင်းလိုက်တာလေအဲ့ဒါပဲတည်ရပြီးရင်ကြွေခိုင်းတယ်အဲ့လိုမျိုးလေဘာမှမသိပါဘူးဆိုမှအဲ့လိုမျိုးလူကိုရဲအောင်ရဲလို့ပြတာ အဲ့တော့ကားဆမောင်ကအရန်သူအမျိုးလေးဘာမှမကြောက်ဘူးပြောရင်ပြောရင်လည်းဆိုတော့ကားမောင်တော့ဘာမှမကြောက်တော့မကြောက်တော့အဲ့လိုပုံးနေလဲတုံးတာပေါ့နော်အဲ့နဲ့ကားတိုက်ပါတယ် အဲ့ဒါအမှတ်တရပဲအဲ့တော့ပြောသူ့လိုလိုက်မမောင်းနဲ့တဲ့ကြောက်ကြောက်ဆိုရကြောက်တယ်ဆိုရကောင်းမောင်းရင်လည်းကြောက်ကိုကြောက်ရမယ်ဒါပေမဲ့အရင်ဟိုပြောရမလဲဆက်လို့လည်းလို့မမောင်းပါနဲ့တူကအဲ့လိုပြန်ထင်းရတယ်ဒီဆိုတော့တူကအဲ့လိုမျိုးရဲရောက်လဲတင်ပေးတယ်ဟိုလွယ်လဲလွယ်ဆိုတာပြောတော့အဲ့လိုမျိုးစိတ်ကမှပေါ့ပြီးတော့မောင်းလိုက်တာကားတိုက်သွားတယ်အဲ့ဒါအမှတ်တရပဲဟင်သူ့ကမှဟိုဒီကားတိုက်တာဖြစ်ရှင်းရတော့သူ့ပဲဖြစ်ရှင်းရတယ်အကုန်လုံးတော်တော်ရှော့လိုက်တယ်ရှက်လိုက်တော့လည်းအဲ့လိုမလွတ်ပါနဲ့တဲ့ကောင်အေးစိပဲမောင်းမဖြစ်ပဲမောင်းဆိုအမြဲပြောရတယ်ကောင်ပါပါ ကြောက်ပါကြောက်ပါအာအကုန်လုံးပဲဆက်ဆိုင်ရအကုန်လုံးတင်ပေးပါလေဒီဟာအကုန်လေးမိသားစုပေါ့နော်မိသားစုပေါ့ဟုတ်အခုလိုတကွေချစ်တာပါဟုတ်ပါအင်းဘောဘာဆိုဒီတော့က6နှစ်ကျော်ပြီဆိုတော့လေအရန်ရင်းနှီးတဲ့တငယ်ချင်းအကူအဲ့လိုမိသားစုအဲ့လိုဖြစ်တာပေါ့ဟုတ်နှစ်အိတ်နှစ်အိတ်နှစ်အိတ်တည်းနော်မဟုတ်သေးဘူးနှစ်အိတ်တည်းနော်မဟုတ်သေးဘူးပေါ့နောက်ဆိုရင်ဖြစ်မှာပေါ့နှစ်အိတ်တည်း အခုကကျတော့မိသားစုပေါ့အဲလိုပဲအကိုချလေးကအရင်ဆက်ဆက်သေးကြတယ်ပြီးတော့သူ့အလုပ်ကိုသူအရင် passionate ဖြစ်တယ်ပြီးတိတ်ချအောင်လည်းလုပ်တယ်ပြီးဘယ်တော့မှပုတ်ပြက်ဘယ်တော့မှမလုပ်ဘူးအဲ့ဒါဒီသူသူဆရာယူရမယ့်အချက်တွေပဲအရင်လေးနဲ့တယ်ပြီးတော့သူကအရင်စူးစမ်းခြင်းစိတ်လည်းရှိရပြီးလူတယောက်နဲ့စကားပြောရင်သူကဘယ်သူဆရာဘယ်အရာလေးကိုယူရမလဲတင်ယူရမလဲဆိုတာအမြင်သူကလမ်းနဲ့လုပ်နေတယ်သူဆိုတော့အဲ့ဒါလေးအကောလုံးကဒီအတွက်ကိုဟိုသူ့ကိုကြည့်ပြီးအားကြရတဲ့အချက်တွေပါပဲဟုတ် အဲရှိတာပေါ့ရှိတာပေါ့ဒီအရင်တော့ဒီလိုမျိုးပုံစံလိုမျိုးလည်းမဟုတ်ဘူးတဲ့ပို့ပါပဲအလိုမျိုး နေရဒါပေမဲ့ဒီလောက်ရတဲ့ဒီလောက်တဲ့အလုပ်တွေဒီနေထိုင်ရတဲ့ပုံစံတွေပေါ့မှာသူကဘေးကနေပြောပေးတယ်ဒီလိုမျိုးနေရမယ်ဒီလိုမျိုးစကားပြောရမယ်အဲဘယ်ချိန်မှာဘယ်လိုလုပ်ရမလဲဆိုတော့အများကြီးသိမိပါတယ်ဟာဟောအဲအဲ့တခါတလေရှိတာပေါ့နော်ဘာဆိုဆိုးတဲ့ချိန်မှာတခါကြရဲ့တခါကြရဲ့ကြော်လိုက်လို့ရရမယ်မကြော်ချင်ဘူးဆိုးချင်တဲ့ချိန်တွေရှိရယ်ရင်းကျက်ရမယ့်နေရာမှာမင်းချက်ပဲနဲ့ဆိုးတဲ့ချိန်ကြရင်တော့ပြောတာပေါ့နင်အရင်အခု ူးဒီကလေးစံနှုံးမလားပါညာလို့ပြောအဲ့တော့အဲ့ဒါတွေကကျတော့တမင်တက်ပြောခိုင်ချင်လို့လို့ပုံမှန်တော့လိမ့်လိမ့်မမလေးပဲနေပါတယ်ဟာတကယ်လားအရင်တော့ကော့ကိုချက်တာဟုတ်တယ်အခုနောက်ပိုင်းတိုင်မင်းမိဖို့တယ်ဒါဝေးရမလားဒီပန်လေးကဘယ်လိုထည့်ရမလဲဒီဒီအိမ်ကြီးကျွန်တော်ဝေးရမလားဆိုတော့โอเคဆိုဒီဝေးလိုက်ဘာလို့လဲဆိုတော့ဒီတစ်ခါကျဒီချက်ချက်ဟာဝို့သွားတယ် အဲ့မှာဓပုံရေးတာပဲဖြစ်ဖြစ်အပြင်ရောက်လာတာဖြစ်ဖြစ်တင်းညမလောက်ဆိုသူပစက်ကပြောလိုက်ရင်တည်းမူကြပါတယ်တနေ့ကောဟာမလောက်လိုက်တာမလောက်လိုက်တာအဲ့လိုဖြစ်သွားလို့နောက်ပိုင်းကျတော့အမျိုးတိုင်မင်လိုက်တော့သူကလည်း okay ဒီလက် okay ဒီလက်လှတယ်ဆိုရင်အဲ့မှာပြီးပါအဲ့မျိုးဟမ်ဟုတ်မှာပေါ့ဒီလက်ဒီလက်နည်းနည်းအသက်ရွယ်ရအောင်နေမှာပေါ့ဘာဘာစားမလဲဘာလေးရှိတယ်အကြောင်းပြရအောင်ဖြီးမှာပေါ့တခုခုတခုခုရှိမှာပေါ့အေးပေါ့ အေးနော်နော်အချစ်ခင်ရအဲ့လိုမျိုးလှတာအင်းဘာလို့စိတ်ချမ်းသာလို့ပေါ့အေးနော်ဟူးအရင်တော့ပေါ့ဆိုရင်စိတ်မချမ်းသာပဲဒီအိတ်ရတဲ့အရာတွေရှိတယ်။ကိုချိုင်းနဲ့တူပြီးနောက်ပိုင်းမှာအဲ့လိုစိတ်ညစ်ပြီးမအိတ်ရအောင်အမြဲကောင်းမအိတ်ရလောက်ရတယ်။အစားတက်ကောင်းမစားရတယ်။ဆိုတော့အကြောင်းလှလာတယ်ထင်ပါရဲ့။ဒီလိမ့်မပါပဲအဲ့လိုမျိုးမရှိပါဘူး။ခဏကပြဿနာရှာတယ်။မပြဿနာမရှာပါဘူး။ဒီကအဲ့လိုမျိုး ကလေးဆိုးဆိုတာလည်းပြဏမရှာဘူးဘာလို့ဒီဆိုးလိုက်ရင်လဲဒီဆိုးလိုက်ရင်လဲသူကလိုက်ချော့မဟုတ်ဘူးသူကပြန်ကောက်သွားတာလေသူပြန်လိုက်ချော့အဲ့တော့နောက်ပိုင်းမှာအရင်မဆိုတော့အဲ့နေဒိမ့်မာလာစိတ်တော့ချော့ရခဲ့တယ်ဟမ်ကိုချတယ်ဟမ်ဘီဆိုတဲ့မျိုးချော့တယ်ပြီးသွားပြီသူကသူ့ကိုပြန်ခေါ်ရင်ရပြီဘီရေးစပြန်ခေါ်လိုက်ရပြီသူလည်းစိတ်မကောက်တော့ဘူးဒီလည်းလုံးဝစိတ်မကောက်တော့ဘူးအဲ့လိုပြောတာဟာဘကွင်းမကမဆိုင်လူရောမီတို့က ဖက်ရှင်အမိုက်စားတွေသူတို့ character ဒီ character တော့ဒီ character ဖက်ရှင်မိုက်တယ်မိုက်တယ်ဆိုတာကိုယ်ပုံစံနဲ့ကိုမိုက်တာဒါမဲ့ယောက်ျားရမ်းစံနေအဲ့တော့ဒီ The Queen series ထွက်လာလို့ရှိရင်ဒီ character ဘာကြောင့်ဒီလိုမျိုးဖြစ်လို့ဒီကဘယ်လို wood လဲဆိုတာသိပါလိမ့်မယ်ဒါမဲ့ fashion ကိုတော့လုံးဝမ short ထားပါဘူးဒီရဲ့ style လေးပေါ့နော်ဒီ show ဘာဒီပြိုင်ပွဲတစ်ပင်တဲ့အချိန်မှာဒီကိုတောက်ချလို့ပြရဲ့ Yoko San style လေးပေါ့နော်သူကတော့လုံးဝမ short ဘဲနဲ့ပြေးလို့ပြထားပါတယ်ဟုတ် အာဒီကလေးမှာပေါ့နော်ဒီရဲ့စီနီယာအမတွေနောက်ပြီးတော့အကိုတွေအဲကိုချာလီတို့ပြီးတော့တငယ်ချင်းတွေအကုန်လုံးပါထားတယ်အကုန်လုံးအာအားဆိုင်ထုတ်ထားကြရဲပေါ့နော်ဒရိုက်တာကိုဖုန်းတစ်ပိုင်ဆိုတော့အရင်အောင်အားဆိုင်ထုတ်ထားတဲ့ကားလေးမို့လို့ဒီတို့အားလုံးလည်းကြိုးစားထားပါတယ်အားလုံးအားပေးကြပါအောင်ဒီကားလေးရကြတော့ဟိုပုံမှန်ဟိုလိုမျိုးပေါ့နော်အားလုံးပြန်မြင်ချင်နေတဲ့ကားပုံစံမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကြိုက်ကြပါပါကြိုက်ပြီးတော့ကြည့်ကြည့်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဟာ